မြာကျွန်တော်ဒီနေ့ slogan တွေအထူးသဖြင့်ဒီ online slogan တွေနဲ့ပတ်သက်ပြီးတော့အနိုင်ငယ်ပြပသားရှင်ပါတယ်။ကျွန်တော်ဒီချင်းမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီ slogan တွေအထူးသဖြင့်ဒီ online slogan တွေရာဒီလူငယ်တွေနဲ့လူကြီးတွေကြားမှာအရေးအကုန်နဲ့ပဲကြီးလာနေပြီပဲဖြစ်ပါတယ်။နာမည်ကြီးလာတာနဲ့များဒီဒီကိန်းတွေကို sort ရလူကြီးတွေအတွက်ဟာလည်းအရေးအကုန်ပဲပြတ်လာနေပါတယ်။ဒီလိုနာမည်ကြီးလာတဲ့အကြောင်းရင်းတွေကတော့နံပါတ်1ငွေလွှဲရခြင်း မူလရချင်းဆိုတာပါလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီတာမန်လက်လုံးလက်ဆန်းလူတယောက်ကနေပူထဲမှာတနေကုန်လုံးလုံးပါကသူ့ရဲ့လောဝါလာလောဝါကအနေနဲ့အနည်းဆုံး8000မှ9000ဝန်းကျင်ပုံမှန်ရရှိနေမှာဖြစ်ပါတယ်ဒီကိစ္စမှာတော့ဒီရင်းနှီ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 းဆွနိုင်ပြီးတော့အနာရလို့ရှိရင်လည်းဒီမလော့ဆီယံလောဝါလာတွေကိုအများဆုံးပြီးလိရှိရအောင်လူတွေကပုံပြီးတော့စိတ်ဝင်စားလာကြတယ်သူစိတ်ထဲမှာဒီလောလောထက်ဒီဂိမ်းကပတ်စံပူလွယ်ရတယ်လို့ထင်မှတ်သွားကြတာပဲဖြစ်ပါတယ်။နံပါတ်1ငွေရှာဖို့လိုချင် ျွန်တော်တို့လူအခြေခံလူတန်းဆောင်ရည်အနေနဲ့ဒီမိမိတို့ရဲ့စာဝင်နေရေးကျမ်းမာရေးနဲ့လူမှုရေးတွေနဲ့ဒီပညာရေးနယ်ပယ်တွေမှာအသုံးပြုရအတွက်နေစဉ်နေ့မြတ်ပတ်စံရာကိုလုံးလုံးလုပ်ကြရပါတယ်။ဒါပေမဲ့ဒီမိမိရှာနိုင်တဲ့ပမာဏထက်ဝိပမာဏပုံမှန်လိုအပ်လာတဲ့အခါမျိုးတွေဒါမှမဟုတ်ရှင်လည်းလုံးလမ်းမဲ့ဖြစ်သွားတဲ့အခါမျိုးတွေမှာပတ်စံကိုပုံမှန်ရှာဖွေချင်တာတတ်ကြပါတယ်။ဒီလိုဝေရှာဖို့လိုတဲ့အချိန်တွေမှာဒီဂိမ်းကိုဆော့ကြရတဲ့လူတွေလည်းများစွာရှိကောင်းရှိပါလိမ့်မယ်။ ံပါတ်၃ချက်အနေနဲ့ကတော့ဒီအလွယ်တကူနဲ့လိုလိုလတ်လတ်ဆော်ကစားလို့ရတဲ့ဂိမ်းဖြစ်တဲ့အကြောင်းကိုလူတွေကပိုပြီးစိတ်ဝင်စားကြတာကြားတယ်။ဒီလူတီများရဲ့လောင်းစားရဖြစ်တဲ့ဒီဖဲရခြင်းတွေဒီကြက်တိုက်ခြင်းတွေဂျင်ထိုးခြင်းတွေစတာတွေကိုဒီပြန်မသွားဆော့ရတာတဲ့ဒီဂိမ်းဆိုင်တွေမှာကကိုဆော့ခြင်းနဲ့လောင်းစားနည်းကိုဖုန်းလုံးထဲကနေပြီးတော့အိမ်မှာအလွယ်တကူဆော့ကစားလို့ရအောင်ဖန်တီးပေးတာဖြစ်တဲ့အကြောင်းကိုလူတွေကပိုပြီးတော့ဒီဂိမ်းတွေကိုအသုံးပြုလာကြတယ်။ပူပြီးတော့စိတ်ဝင်စားလာကြတယ်ပူပြီးတော့စော်ကစားလာကြပါတယ်တော်ဒီနောက်ဆုံးတစ်ခုအနေနဲ့ဆိုလို့ရှင်တော့ ဘလုံးပေးမှုများကိုယုံကြည်မခြင်းဖြစ်ပါတယ်။ဒီ online game community တွေဒါမှမဟုတ်ရှင်လည်းဒီလောင်းစားနိုင်တွေကသူတို့ရဲ့လောင်းစား game တွေကိုလူတွေပိုစိတ်ဝင်စားစေရန်နဲ့ပို့ပြီးတော့လူတွေကစားလာစေဖို့နောက်ဆုံးကသူတို့လောင်းစား game ပေါ်မှာလူတွေပို့ပြီးတော့ယုံကြည်မှုရှိလာစေဖို့ရန်အတွက်ဒီလမ်းမျိုးမျိုးတွေကိုသုံးပြီးတော့လူတွေကိုမလုံးပေးမှုဆိုရရှိပါတယ်။ခုမှအနေနဲ့ဒီ social media တွေဖြစ်တဲ့ Facebook တွေ TikTok တွေ Telegram တွေကနေတဆင့်ဒီမလုံးပေးပြီးတော့ကြော်ညာတာမျိုးတွေ နိုင်ငံကြီးမော်ဒယ်အနေနဲ့ဒီလူတည်များတဲ့သူတွေကိုပတ်စံပေးငားပြီးတော့သူတို့ရဲ့လောင်းစားခြင်းကိုကြော်ကြခိုင်းနိုင်မျိုးတွေနောက်ဆုံးကတော့ဒီဒိန်းစားဆိုရမှာသူတို့ကအနိုင်ငွေမများပေးတယ်နောက်တစ်ခုကကျွန်တော်တို့က9000သင်းလို့ရှိရင်သူတို့က1000ပြန်ပေးတာမျိုးဥပမာဘောနဲ့ပေးတာမျိုးတွေလုပ်ပြီးတော့လူတွေကိုဆွဲဆောင်လျက်ရှိပါတယ်သူတို့ရဲ့ဒီမလုံးမွေးဆွဲဆောင်မှုတွေကိုကျွန်တော်တို့ကယုံကြည်မိပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ဒီဂိမ်းကိုစိတ်ပါဝင်စားဆော့မိလာလို့ရှိရင်ကျွန်တော်တို့အဆိုးကျိုးတွေအများကြီးရှိလာနိုင်ပါတယ် အဲ့ဆိုးကျိုးတွေကဘာလဲဆိုလို့ရှိရင်တော့ဒီပထမဆုံးအနေနဲ့ငွေကြေးဆုံးဆုံးမြင့်ပေါ့ကျွန်တော်တို့တွေကဒီပတ်စံနိုင်ရဖို့တခုတည်းကိုဒါဒီကြည့်ပြီးတော့ဒီဂိမ်းကြီးရဲ့မလုံပေးမှုတွေကိုရုံကြီးကြီးနဲ့လိုက်ပြီးတော့စော်ကစားမိလို့ရှိရင်အချင်းကြလာနဲ့မြကျွန်တော်တို့ရဲ့ချင်းနေစာတွေဖြစ်တဲ့ဒီပစ္စည်းဥစ္စာငွေကြေးတွေဟာကြီးမားတာဆုံးရှုံးလာနိုင်ပါတယ်နောက်ထပ်အဲ့ထက်ကူဆိုတဲ့အရာကလည်းဆိုလို့ရှိရင်တော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်စိတ်ပိုင်းဆိုင်ရာပြဿနာဆိုတော့ဘယ်လိုဟာမှုလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့တွေကဒီဂိမ်းကိုဆော့တဲ့အခါမှာ ိုင်မလားရှုံးမလားဆိုတဲ့စိတ်ကြီးနဲ့ဆိုရတာဖြစ်တယ်။အဲဒါကြောင့်မလို့မို့စိတ်လှုပ်ရှားမှုတွေဖြစ်နိုင်တယ်။ဒီကျွန်တော်တို့ကကြည့်ပြီးမနိုင်မနဲ့အရှုံးများလာလို့ရှိရင်ကျွန်တော်တို့ကစိတ်ဓာတ်တွေကျမယ်။ကျပြီးရင်စိတ်ပစ္စည်းမှုတွေဖြစ်တတ်တယ်။အဲစိတ်ပစ္စည်းမှုတွေဖြစ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မိသားစုနဲ့ပြဿနာတွေညှိတက်နိုင်တယ်။နောက်ဆုံးစိတ်အနေနဲ့မိသားစုအနေမှာစိတ်ဒုက္ခရောက်ရှိနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ဒီဒုစရိုက်မှုတွေပေါ့။ဒုစရိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒီ slogan ဒီမှာကဒီလည်လည်မှုဒီစကန်လေးပါဝင်လာဖြစ်တဲ့အတွက်ကြောင့်မလို့မို့ဒီ game ကြီးကိုဆုံးရဲ့လူချူကဒီလောင်စာအကြောင်းမလို့မို့ခိုးမှုတွေလူရဲမှုတွေနောက်ဆုံးဆင့်ဒီလူတက်မှုတွေအကြီးပါကြံ့ရနာနိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီ slogan ကြီးဒီ online game ကစားခြင်းတွေကမိသူတိုးတယောက်တည်းမှာအကျိုးရှိပါဘူးအသေးအကျိုးရှိခဲ့လို့ရှိရင်လည်းဒီ online game company တွေဒါမှမဟုတ်ရှယ်ကြီးလောင်စာတဲ့နေတဲ့ဘက်အကျိုးရှိပြီးတော့ကျွန်တော်တို့လူတက်မှန်ရှိကန်လူတန်းစားတွေအနေနဲ့ဒီ game ကိုဆုံးမိမယ်ဆိုလို့ရှိရင်တော့အရန်ကို ်ဆေးရောလူပါဒုက္ခရောက်နိုင်တယ်ဖြစ်တဲ့အကြောင်းကျွန်တော်ပြောပြသွားချင်ပါတယ်။ဒါကတော့ကျွန်တော်တယောက်တည်းရဲ့ထင်မြင်ယူဆချက်ဖြစ်တဲ့အကြောင်းလို့မို့ဟိုကြီးမဟိုကြီးမှန်ကြီးမကြီးဆိုတော့မိမိကိုယ်တိုင်ဆုံးဖြတ်ပြီးတော့စိတ်ငြိမ်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။